ားလုံးပဲမင်္ဂလာပါအမျိုးဝင်တန်တိမန်ကနေပြန်လေးကြိုဆိုပါရစေကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရလားဒီနေ့မှာတော့ကျွန်တော်တို့ဗီဒိန်ဘက်ကိုတွေ့ကြရအောင်ပါဗီဒိန်ဟာအခုဆိုရင်ကြောင်မတ်ဖွေရာအန်ဒီရီတွေနဲ့ရင်ဆိုင်နေရပြီဖြစ်ပါတယ်ဗန်နီဇွဲလာလိုမျိုးအာဖဂန်နစ္စတန်လိုမျိုးအရှင်တွေတွေဗီဒိန်မှာဖြစ်နေတာဖြစ်ပါတယ်ရေတပ်ဖွဲ့ကပြည်သူတွေရဲ့ဖုံးတွေကိုတော်ယုံတန်ယုံမကင်တော့ပါဘူးအစိုးရဌာနအဆောက်အဦတွေမကြာခဏဆိုသလိုမိလောင်နေတယ် ။ဒါဆိုတော့သားတွေကိုလည်းထိထိရောက်ရောက်ဖမ်းဆီးနိုင်ခြင်းမရှိတော့ပါဘူး။ဗီနင်ပြည်သူတို့ဟာအစ်လူမှုကွန်ရက်ပေါ်မှာဒီအစိုးရကိုဝေဖန်တဲ့စာလေးတင်လိုက်ရုံနဲ့တင်ထောင်လေးကိုရောက်သွားနိုင်ပါတယ်။ပြည်သူတွေကြားမှာအစိုးရကိုမယုံကြည်မှုတွေမကျေနပ်မှုတွေလည်းမြင့်တက်နေပါတယ်။တစ်ဖက်နဲ့တစ်ဖက်အမုံတရားတွေဖြန့်ဝေနေကြပြီးတော့မှကလေးစားရှိလို့စိတ်တွေလည်းပြင်းထန်နေကြပါတယ်။ဒီအချိန်မှာဝန်ကြီးချုပ်ကတော့နှုတ်ဆက်လို့ပဲနေနေပါတယ်။ပါလီမန်အဆောက်အုံကြီးကလည်းတိတ်ပြီးတော့မှအသက်မဝင်တော့ပါဘူး။ အစိုးကတော့အခုချိန်ဟာ reading ကိုစွန့်ခေါ်ဖို့အကောင်းဆုံးအချိန်ဖြစ်တယ်လို့တော့မှပြောနေကြပါပြီ။စစ်ပွဲဖြစ်ပေါ်နေတာမျိုးမဟုတ်ပေမဲ့လည်း reading ရဲ့ပြည်တွင်းရေးဟာတော်တော်ကြီးကိုအရှိန်နဲ့ဆုံးနေတဲ့အတွက်ပါ။ reading ပြည်တွင်းစစ်ဖြစ်တော့မယ်ဆိုတဲ့ထင်မြင်ချက်တွေဟာအရင်တော့ကတော့စိတ်ကူးရင်အဖြစ်သာရှိခဲ့ပေမဲ့လည်းအခုချိန်မှာတော့လက်တွေ့ဖြစ်လာတော့မလားလို့တော့မှလက်ခံရမလို့ဖြစ်နေပါတယ်။ဆိုတော့ reading မှာခိုးဝင်နေထိုင်သူတွေအများအပြားမြင့်တက်လာပြီးတော့မှဒီ reading ပြည်သူတွေနဲ့ဘလောက်အထိ တဟားစာဒဖြစ်မနေတယ်လဲဆိုတာကဆလို့ရာဇဝဲမှုတွေမြင့်တက်လာတာတွေအလေနိုင်ငံရေးမတည်မငြိမ်ဖြစ်နေမှုတွေအစုံဒီနေ့ဗီဒီယိုမှာကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။ဒါတွေဟာပြည်တွင်းစစ်တခုကိုဥတီတော်မလားဆိုတာကလည်းတွေးစရာဖြစ်နေတဲ့အတွက်ပါ။တကယ်တော့ဗြိတိန်မှာပြည်တွင်းစစ်မဖြစ်တော့တာဟာနှစ်ပေါင်း၄၀၀နီးပါးတော့ကြာနေပြီဖြစ်ပါတယ်။လူလင်မှုအစဉ်အပြန်မြင်မာပြီးတော့မှဒီမိုကရေစီစနစ်ကိုခိုင်ခိုင်မာမာတည်ဆောက်ထားနိုင်တဲ့နိုင်ငံကြီးတဲ့နိုင်ငံအနေနဲ့ နောက်တစ်ချိန်ပြည်တွင်းစစ်ထပ်ဖြစ်ဖို့ဆိုတာဟာမဖြစ်နိုင်သလောက်နီးပါပါပဲဒါပေမဲ့လက်ရှိအခြေအနေတွေကပြည်တွင်းစစ်ဖြစ်တော့မလားလို့တောင်မှထိတွင်းစဉ်းစားလာခဲ့ရတဲ့အထိအခြေအနေဆိုးနေတာပါဆိုတော့ဗြိတိန်အနေနဲ့ဒီအခြေအနေဆိုးတွေကိုအချိန်မီရပ်တန့်နိုင်ပါမလားဒီနေ့ခေတ်ဗြိတိန်ရဲ့ပြည်တွင်းရေးဟာပဋိပက္ခတွေနဲ့ပြည့်နှက်နေတာဖြစ်ပါတယ်ဗြိတိန်လို့ဆိုလိုက်တာနဲ့ကျွန်တော်တို့ဒီနေ့မြင်တွေ့နေရတဲ့ကဘာကြီးကိုဒီဖန်တီးခဲ့တဲ့နိုင်ငံတွေတကတနိုင်ငံအဖြစ်အလုံးကမြင်ကြတာရှိပါပဲ ဒီလွယ်လွယ်စွာနေထိုင်ခွင့်ကိုအသက်တမျှတန်ဖိုးထားတဲ့နိုင်ငံတွေကတနိုင်ငံလည်းဖြစ်ပါတယ်လွယ်လွယ်စွာပြောဆိုခွင့်လွယ်လွယ်စွာကိုးကွယ်ခွင့်တွေဟာဗြိတိန်မှာအစောကတည်းကပြည်ရှိနေခဲ့တဲ့အရာတွေပါတစ်ချိန်လုံးကဗြိတိန်အင်ပါယာဟာဘတော်မှနေမဝင်တော်ဘူးလို့တော့မှထင်မှတ်ခဲ့ရပါသေးတယ်ဒါပေမဲ့လည်းနေဝင်ချိန်အရောက်မှလည်းဗြိတိန်ဟာရက်နဲ့မတော့ပဲအဘောက်ဥဆောင်သူတွေကတူအဖြစ်ဆက်လက်ပြီးတော့မှရည်တည်ခဲ့ပါတယ်လက်ရှိအချိန်မှာတော့ဗြိတိန်ဟာဇင်ဘာဘွေဒါမှမဟုတ် မက္ကဆီကိုနိုင်ငံအလားကျွန်တော်တို့ထင်မှတ်နေရပါတယ်။ရာဇဝတ်မှုတွေကထိတ်မနိုင်တိတ်မနိုင်ဖြစ်နေပြီးတော့မှလူမှုအတန်းအဝိုင်းချားမှလည်းယုံကြည်မှုတွေပျောက်ဆုံးနေကြပါတယ်။ဗြိတိန်လိုနိုင်ငံမျိုးမှာဒီလိုတွေဖြစ်လာလိမ့်မယ်လို့ဘယ်သူမှထင်ခဲ့မှာတော့မဟုတ်ပါဘူး။ဒါပေမဲ့ဒါတွေဟာလက်ရှိဖြစ်နေတဲ့အမှန်တရားတွေလည်းဖြစ်ပါတယ်။လန်ဒန်မြို့က King College ရဲ့ဒီ professor တူဖြစ်တဲ့ David Best ကတော့အစိုးရတရက်ဟာအပြစ်အမှတ်ပြုခံနေရသရွေ့ စမ်းကျင်မှုတွေနဲ့ရင်ဆိုင်ရမှာမဟုတ်ဘူးဒါပေမဲ့လည်းအတိအမှန်ဒီမပြုခံရတော့ဘူးဆိုရင်ပြည်သူတွေကအစားအသောက်အစိုးရကိုစမ်းကျင်ကြလိမ့်မယ်လို့တော့မှမှတ်ချက်ပြုလာခဲ့ပါတယ်ဒေးဗစ်ဘက်စ်ရဲ့ဒီစကားတွေအရဆိုလို့ရှိရင်ဒီ1989ခုနှစ်ကနေ2003ခုနှစ်အထိပြည်တွင်းစစ်သက်ဆိုးရှိခဲ့တဲ့ Liberia နိုင်ငံကိုတော့မှပြန်ပြီးတော့မှအမှတ်ရတော့စေပါတယ် Liberia ဟာ American လက်ထက်မှာသူကျင့်ဘဝဖြတ်သန်းခဲ့ပြီးမှရမ်းမြောက်လာခဲ့တဲ့သူတွေတည်ထောင်ခဲ့ကြတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပေမဲ့လို့ အမေရိကန်လိုမျိုးဒီမိုကရေစီနိုင်ငံတော့ဘယ်တော့မှဖြစ်မလာခဲ့ပါဘူးအာနာရှင်စနစ်နဲ့ပဲဖြတ်တန်းခဲ့ရတဲ့နိုင်ငံဖြစ်ပါတယ်လိုင်ဘေးရီးယားဆိုရပိုင်းမှာရှားစားမှုတွေပြင်းထန်နေပြီးတော့မှပြည်သူတွေကလည်းဆင်းရဲမွေတေမှုတွေကြားထဲမှာနေမောနေခဲ့ပါတယ်ပြည်တွင်းစစ်ကလည်းသက်ဆိုးရှည်ခဲ့လို့ဘယ်တော့မှနားလည်းမထူနိုင်ခဲ့ပါဘူးဒါဟာထားပါဒေးဗစ်ဘက်စီရဲ့စကားကိုကျွန်တော်တွေးကြည့်ရင်လိုင်ဘေးရီးယားကိုတတိယတော့လို့ပါပြန်ဆက်ရရင်တော့ဒေးဗစ်ဘက်စီရဲ့စကားအရာတော့ အစိုးရကလူထုကမယုံကြည်တော့ဘူးဆိုရင်စံချိန်မှုတွေဖြစ်လာမယ်။အရှင်အနေတွေကထိမ့်မနိုင်တိမ့်မနိုင်အစင်းကိုရောက်တော့ခဲ့ရင်ပြည်တွင်းစစ်တခုစီဥတီသွားနိုင်တယ်လို့ပြောရပါမယ်။ဆိုတော့ဗြိတိန်ပြည်သူတွေဟာအစိုးရကိုဘလောက်အထိမယုံမကြည်ဖြစ်နေတယ်လဲဆိုတာကိုကြည့်ကြည့်ရအောင်ပါ။၂024ခုနှစ်မှာကောက်ယူခဲ့တဲ့စစ်တမ်းတွေအရာဗြိတိန်အစိုးရကိုလုံးဝနှိပါမယုံကြည်တော့တဲ့ပြည်သူပေါ့45ရာခိုင်နှုန်းအထိတောင်ရှိနေတယ်လို့သိရပါတယ်။တဝဲနှိပါပါပဲ။ ဒီလက်ရှိအစိုးရဟာဗြိတိန်ရဲ့အကျိုးအမြတ်တွေကိုအကောင်အထည်မဖော်ပေးနိုင်ဘူးလို့ယူဆနေသူတွေက တပြုံတမကြီးဖြစ်နေတာပါအဲ့ဒီလိုမယုံကြည်ရတဲ့အကြောင်းအရင်းတွေကတခုကတော့စီးပွားရေးကြက်တီးလွန်နေတာကြောင့်ဖြစ်ပါတယ်ကျွန်တော်တို့ဒီဗြိတိန်နိုင်ငံစီးပွားရေးကြက်တီးနေတယ်ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့တော်ပြီးရှင်လို့တော့မရပါဘူးကိုဗစ်ကဆိုးကာလအလွန်မှာအမေရိကန်ဟာစီးပွားရေးဘိုင်းကိုပြန်လည်တိုးတက်လာအောင်အစင်ရှော့ရှော့လုံနိုင်ခဲ့ပြီမြန်မာတို့အရာအားလုံးကဒီ နောက်နှေးမှုတွေဖြည့်ရင်းနေမဲ့နောက်ကျကျင်နေတာပါ။2020ခုနှစ်ကနေ2024ခုနှစ်အထိအမေရိကန်ရဲ့စီးပွားရေးဟာ300ခိုင်နှုန်းလောက်မြင့်တက်လာခဲ့ပြီမဲ့ဗီဒင်ရဲ့ GDP ကတော့2024ခုနှစ်မှာတိရသမာ100ခိုင်နှုန်းပဲတက်လာခဲ့ပါပြီ။ကမ္ဘာပြင်ကထုတ်ပြန်ခဲ့တဲ့အဆက်လက်တွေမှာဒါတွေကိုတွေ့ရတာမဟုတ်ပါဘူး။ဗီဒင်ပြည်သူတွေရဲ့လူနေမှုအဆင့်အတန်းဟာလည်းအမေရိကန်နဲ့လုံးဝခြားနားနေပြီဖြစ်ပါတယ်။ဆင်းရဲမှုတွေမှုပြီးလူတယောက် အသုံးပြုနိုင်တဲ့ဒီဝင်ငွေပမာဏနဲ့လူတွေမှုအဆင့်အတန်းတွေကိုအမြင့်လိုလိုဒီတောင်းကြည့်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ဗောနော်ဒီ The Central All Research in Social Policy ကထုတ်ပြန်ထားတဲ့အစည်းအဝေးတွေအရတော့ဒီနေ့2025ခုနှစ်မှာဗြိတိန်ပြည်သူ၃ပုံ၃ပုံဖြစ်တဲ့ပြည်သူပေါင်း၂၄သန်းလောက်ဟာပုံမှန်ဝင်ငွေထက်နေပါစော်ရရှိနေကြတယ်လို့သိရပါတယ်။1983ခုနှစ်နောက်ပိုင်းအစိုးရဆုံးအစီအအနေနဲ့ရေဆိုင်နေရရတာဖြစ်ပါတယ်။ပြီးတော့ဗြိတိန်မှာဒေတာတစ်ခုနဲ့တစ်ခုကြား ဝင်ငွေကွာဟချက်ကလည်းမြင့်မားနေတာဖြစ်ပါတယ်။2023ခုနှစ်မှာအရှေ့မြောက်အင်္ဂလန်မှာလူတစ်ယောက်ရဲ့ပြည်မြောက်ဝင်ငွေဟာတစ်နှစ်ကိုပေါင်2800ကျော်သာရှိနေတဲ့အချိန်မှာအရှေ့တောင်အင်္ဂလန်မှာတော့တစ်နှစ်ကိုပေါင်4000ကျော်ရနေပါတယ်။အင်္ဂလန်မှာမြောက်ပိုင်းထက်တောင်ပိုင်းကတိရသမလေးစားကျော်တောင်မှဝင်ငွေပိုကောင်းနေတာဖြစ်ပါတယ်။မြောက်ပိုင်းသားတွေကတော့သူတို့ဒေသရဲ့စီးပွားရေးအခြေအနေတွေဟာ အရှေ့ဥရောပနိုင်ငံတွေလိုမျိုးတော်မှဖြစ်နေတယ်လို့ခန်းစားနေကြရတာပါတကယ်တော့အရှေ့ဥရောပနိုင်ငံတွေတွေမှာတော့မှာဘီဒင်ကိုကြော်သောတဲ့နိုင်ငံတွေကရှိနေပြီဖြစ်ပါတယ်ဥပမာကျွန်တော်တို့ပိုလန်နိုင်ငံကိုပဲကြည့်ပါလွန်ခဲ့တဲ့နှစ်ပေါင်း30တခြားလုံးမှာပိုလန်ကနေဘီဒင်ကို ရေကြီးရာမြန်နုရာပြောင်းရွှေ့လာသူပေါင်းများစွာရှိခဲ့ပါတယ်2004ခုနှစ်မှာပိုလန်ဟာဒီဥရောပသမဂ္ဂကိုဝင်ရောက်ခဲ့ပြီးနောက်ပိုင်းဘီဒင်ကိုပြောင်းရွှေ့လာတဲ့ပိုလန်သားအရေးအတွက်ကမြင့်တက်လာခဲ့တာဖြစ်ပါတယ် ါပေမဲ့အခုချိန်မှာတော့ပိုလန်သားတွေဟာကိုနိုင်ငံကိုပြန်လာကားမှပဲဒီဗြိတိန်မှာထက်အခွင့်အရေးခေါင်းတွေပိုရှားလိမ့်မယ်ဆိုပြီးတော့မှနေရက်ကိုတဖွေဖွေပြန်နေကြတာကိုတွေ့ရပါတယ်။ဒါကလည်း1990ကခုနှစ်ကနေ2024ခုနှစ်အထိပိုလန်ရဲ့စီးပွားရေးက316ရာခိုင်နှုန်းလောက်အထိမြင့်တက်လာခဲ့တာကြောင့်ဖြစ်ပါတယ်။ IMF ရဲ့ဒီခံမှန်းချက်အရဆိုရင်2030ခုနှစ်မှာဆိုရင်ပိုလန်နိုင်ငံရဲ့တူးချင်းဝင်ငွေဟာ breeding ကိုကြော်တက်တော်လိမ့်မယ်လို့သိရပါတယ်။ပိုလန်နိုင်ငံမျိုးတော်မှာအဖက်ဖက်ကတိုးတက်လာတဲ့အချိန်မှာ breeding လိုနိုင်ငံမျိုးကနောက်မှကျန်ခဲ့တာကတော့ breeding သားတွေအတွက်မခံမရပ်ဖြစ်ရှင်စေရပါပဲ။2020ကနေ2024ခုနှစ်အထိအစိုးရဖြစ်ခဲ့တဲ့ conservative party ကတော့သူတို့ရဲ့အစိုးရတက်တန်းအတွင်း breeding ရဲ့စီးပွားရေးကိုနောက်တဆင့်ရောက်အောင် လုပ်တော်မယ်လို့အတင်ချင်းကတိပေးခဲ့ပေမဲ့လက်တွေ့တော့ဖြစ်မလာခဲ့ပါဘူး။ဒါကြောင့်လည်းမနှစ်ကရွေးကောက်ပွဲမှာ လက်ရှိဘရီဒင်ဝင်ကြီးရှုပ်ကီယာစတာမာရဲ့လုံသားပါတီဟာဒီနေ့အဖြစ်ဒီလေဘာပါတီပေါ့နော်ဒီရွေးကောက်ပွဲအနိုင်ရခဲ့ပြီးတော့မှကွန်ဆာဗေးတစ်ပါတီရဲ့ဆေးလေးနှစ်ကြာအစိုးရတက်တန်းကိုအဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းဒီလေဘာပါတီလက်ထက်မှာလည်းဘရီဒင်ရဲ့စီးပွားရေးကထူးလာကြလားဆိုတော့တိတ်ကြီးထူးမလာသေးပါဘူးဒီစီးပွားရေးကအဆင်မပြေဖြစ်နေတော့ပြည်တွင်းရေးမှာလည်းတင်းမာမှုတွေကမြင့်မားနေတာပါဒါကပုံမှန်ဖြစ်ရောဖြစ်စင်ပါပဲစီးပွားရေးအဆင်မပြေရင် ဒီပြည်တွင်းနိုင်ငံရေးအရှင်တွေကလည်းမတည်ငြိမ်နိုင်ပါဘူးဗြိတိန်ပြည်သူတွေဟာလည်းသူတို့အကြောင်းကလွေလို့ဘာဘာမှာဘာတွေဖြစ်နေတယ်လဲဆိုတာကိုသိကြည့်စိတ်မဝင်စားကြတော့ပါဘူးပြည်တွင်းမှာတော့မှလူမှုအတိုင်းအဝိုင်းတွေကြားယုံကြည်မှုပျောက်ဆုံးနေတာလည်းကြာနေပြီဖြစ်ပါတယ်ဗြိတိန်မှာလူငယ်တွေရဲ့သုံးဖို့တပုံလောက်ဟာလည်းလူအများစုကိုအယုံအကြည်မရှိကြတော့ဘူးလို့သိရပါတယ်ပုံမှန်အရှင်တွေမှာတော့ဒီပမာဏကပြဿနာမဟုတ်ပါဘူးဒီ ဒါပေမဲ့အခုလိုမျိုး breeding အနေနဲ့ဒီအခက်အခဲအကျက်ကြီးတွေကိုရင်ဆိုင်နေရတဲ့အရှင်တွေပါဆိုရင်အဲ့ဒါကနောက်ထပ်ပြဿနာကြီးတစ်ရက်ဖြစ်လာစေခဲ့တာပါ breeding ပြည်သူ60နှစ်ရာဂိုင်းနှုန်းလောက်အထိကဒီဘက်နေပိုင်အတွင်းမှာ breeding ဟာတဖြည်းဖြည်းနဲ့ကွေးထွက်လာခဲ့ပြီဖြစ်တယ်လို့ခန်းစားနေကြရတာဖြစ်ပါတယ်ဒီစီးပွားရေးအဆင်မပြေမှုတွေကနေလူမှုအတိုင်းဝိုင်းတွေကြားမှာယုံကြည်မှုပျောက်ဆုံးလာရခြင်းပါပဲ breeding ပြည်သူအများစုဟာသူတို့အတိုင်းပြည်ဟာ အရင်ကနဲ့မတူတော့ဘူးဆိုပြီးတော့မှထင်လာကြပါတယ်။အဓိကကဘာလဲဆိုတော့ဘီရင်ကိုဝင်ရောက်ခိုလုံလာသူတွေအစမတန်များလာခဲ့တာဖြစ်ပါတယ်။2000တခုနှစ်ကနေ2020တခုနှစ်အထိမှတ်တမ်းတွေကိုကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်ဥရောပနိုင်ငံတွေမှာမွေးဖော်ပြီးတော့မှအင်္ဂလန်နဲ့ဝေးကိုတောင်းရွှေ့နေထိုင်သူပမာဏဟာ၈ဒသမ၈ရာခိုင်နှုန်းကနေ၈ရာသမ၈ရာခိုင်နှုန်းအထိနှစ်စားတိတိမြင့်တက်လာခဲ့တာကိုတွေ့ရပါတယ်။ဘီရင်ကိုဝင်ရောက်ခိုလုံလာသူအရေအတွက်က လျှင်မြင့်မြင့်ကြီးထွားလာတဲ့သဘောပါပဲ2018တခုနှစ်မှာဆိုရင်ဗြိတိန်မှာနေထိုင်သူ9.5%တောက်ပါပြည်ပနိုင်ငံတွေမှာမွေးဖွားသူတွေဖြစ်နေပါပြီဒီ2020ခုနှစ်မှာဆိုရင်လည်းဗြိတိန်ကိုဝင်ရောက်ခိုလုံလာသူပေါင်း3.2%သန်းကျော်ရှိခဲ့ပြီးတော့မှဗြိတိန်ကနေထွက်ခွာသွားတဲ့အခြေအတွက်ကတော့9သိန်းနီးပါးပဲရှိခဲ့ပါတယ်အခုချိန်မှာဗြိတိန်မှာနေထိုင်သူ25%မှာတယောက်ကလွန်ခဲ့တဲ့၄နှစ်လောက်ကမှဗြိတိန်ကိုရောက်လာတဲ့သူတွေဖြစ်နေတာပါ ီထွက်သွားတဲ့သူတွေထဲဝင်လာတဲ့သူတွေကအစမတန်များနေတဲ့အချိန်မှာစီဘောရေးကလည်းထိတာပါပဲအထူးသဖြင့်ဒီ breeding insemie ဈေးကွက်ဟာဝေလိုအားနဲ့ရောင်းလိုအားမပြတော့ပါဘူးအကျိုးဆက်အနေနဲ့ insemie ဈေးတွေလည်းတက်လာခဲ့ပါတယ်1996ခုနှစ်မှာဆိုရင် breeding မှာအိမ်တစ်လုံးရဲ့တန်ဖိုးကပေါင်9000ကျော်သာရှိခဲ့ပါတယ်နောက်9နှစ်အကြာဖြစ်တဲ့ဒီ2004ခုနှစ်ကိုရောက်တဲ့အခါမှာတော့ပေါင်3000ခွဲလောက်ဖြစ်သွားပါတယ်ဒါပေမဲ့2015ခုနှစ်ဒီဇင်ဘာလလောက်မှာတော့ ိမ်တလုံးကိုပေါင်2သိန်းနီးပါးပေးနေရပြီဖြစ်ပြီးတော့အခုဒီ2025ခုနှစ်မှာတော့ပေါင်2သိန်း8000နီးပါးတောင်မှဈေးပေါက်နေပါတယ်ဆိုတော့ breeding ပြည်သူတူချင်းစီရဲ့ဝင်ငွေကရောမြင့်တက်လာပါရဲ့လား breeding မှာအချိန်ပြည့်အလုံးလုံးနေသူတူဟာတစ်နှစ်ကိုပေါင်3800ကျော်သားရနေပါတယ်အရင်ကထက်30ရာခိုင်နှုန်းလောက်ပဲဝင်ငွေမြင့်တက်လာခဲ့တာလို့သိရပါတယ်မျိုးကြီးပြကြီးတွေမှာဒီထက်မကပိုရပါမယ်လေအိမ်တလုံးဝင်နိုင်ဖို့အတွက်တော့မလုံလောက်တော့ပါဘူး လူငယ်တွေအတွက်တော့အိမ်တလုံးပိုင်ဆိုင်ဖို့အရေးဟာလိုက်လေဝေးလေဖြစ်နေခဲ့ပါတယ်။လောလောတဲ့ဘဝတစ်ခုတည်ဆောက်နိုင်ဖို့ခက်ခဲတာတဲ့။နိုင်ငံရခြားကဝင်ရောက်ခိုလုံလာသူတန်ပေါင်းများစွာနဲ့အပြိုင်အိမ်တွေကိုလူဝေနေရသလိုဖြစ်နေပါတယ်။အခြားတစ်ဖက်မှာတော့ breeding အစိုးရဟာနိုင်ငံရေးခိုလုံခွင့်တောင်းခံသူတွေအတွက်2023ခုနှစ်နဲ့ဒီ2024ခုနှစ်နှစ်နှစ်အတွင်းမှာတင်ကိုပဲဟော်တီစရိတ်ပေါင်3ဘီလီယံအထိအသုံးပြုခဲ့ပါတယ်။ဒီမှာနေပဲ breeding ပြည်သူတွေဟာသူတို့ပေးဆောင်ထားရတဲ့အခွန်ဘဏ္ဍာငွေတွေဟာ သူတို့အတွက်မဟုတ်ပဲနိုင်ငံသားတွေအတွက်ဖြစ်နေတယ်ဆိုပြီးတော့မယူဆကြတော့တာပါဝင်ရောက်ခိုလုံသူတွေအလွန်များလာတဲ့အတွက်လူဦးရေမြင့်မားလာပြီးတော့မနေစရာအိမ်တော်မှမလောက်ငှားရတော့တဲ့ဈာတွေမှာ breeding အစိုးရရဲ့လုပ်ရက်တွေဟာပြည်သူတွေဝေဖန်ရှင်စရာဖြစ်လာခဲ့တာပါ2016ခုနှစ်မှာဥရောပသမဂ္ဂကနေ breeding ထွက်လာခဲ့တာကလည်းဒါကြောင့်ဖြစ်ပါတယ်အဲ့ဒီအချိန်တုန်းကဒီ breeding တွေကိုဝင်ရောက်ခိုလုံတဲ့ဒုက္ခတွေအရေးအတွက်အစမတန်များလွန်းနေတဲ့အကြောင်းပြချက်ကြောင့်ပဲ ဗီဒီပီသူတွေကဥရောပသမဂ္ဂကနေနှုတ်ထွက်စေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းအန်အော့ဖို့ကောင်းတာကဘာလဲဆိုတော့ဥရောပသမဂ္ဂကနေအခုလိုမျိုးဒီနှုတ်ထွက်ခဲ့ပြီးတာတော့မှာပေါ့နော်။ခိုးလုံသူအရေးအတွက်ကရောကျသွားတာမျိုးမရှိပဲဒီတစ်နှစ်တစ်နှစ်ကိုတိုးလာနေတာပါ။ဝင်ရောက်ခိုးလုံသူတွေနဲ့ဗီဒီပီသူတွေကြားယဉ်ကျေးမှုဒလေးထုံထမ်းတွေကွေပြားနေတာကလည်းလူမှုအပိုင်းဝိုင်းတွေကြားမှာပွက်တိုက်မှုတွေရှိလာစေခဲ့ပါတယ်။၂၀၂၃ခုနှစ်မှာဆိုရင် ဘီဒင်ကိုအိန္ဒိယကနေရောက်လာသူပေါင်း2သိန်းခွေလောက်ရှိခဲ့ပါတယ်။နိုင်ဂျီးရီးယားကနေရောက်လာတဲ့သူက3သိန်း4000ကျော်ဖြစ်ပြီးတော့တရုတ်ကနေရောက်လာတဲ့သူတွေက6000လောက်ပြီးရင်ဒီပါကစ္စတန်ကနေရောက်လာတဲ့သူတွေက8000 3000လောက်နဲ့ဇင်ဘာဘွေနိုင်ငံကနေရောက်လာတဲ့သူက3000ခွေကျော်ရှိခဲ့ပါတယ်။အာဖဂန်နစ္စတန်၊အီရက်၊အီရန်၊အရီထရီးယားပြီးဆိုမာလီနဲ့ဒီဆူဒန်နိုင်ငံတွေကနေဒုက္ခသည်အဖြစ်ဝင်ရောက်ခိုလုံသူတွေလည်းရှိပါတယ်။အများစုက ဒုက္ခသည်အဖြစ်တရားဝင်ခံယူခွင့်တော့မရခဲ့ကြပေမဲ့ဗီလီတွေကိုရောက်လာသူတွေကိုပြန်ထုတ်ပြဖို့ကအရင်ခတ်တော့ပြီးတော့မှခေလွန်သူအရေးအတွက်ဟာတစားတစ်တစားများလာခဲ့တာဖြစ်ပါတယ်။ဝင်ရောက်လာသူတွေနဲ့ဗီဒိန်ပြည်သူတွေကြားလူမှုနေထိုင်မှုဘဝကသဟစာရာမဖြစ်တဲ့အတွက်သူတို့နိုင်ငံတွေမှာပေါ့နော်ဒီသစိမ့်တွေတဖြည်းဖြည်းနဲ့များလာတယ်လို့ဗီဒိန်ပြည်သူတွေခံစားနေကြရတာတော့ဆမ်းမမထင်ပါဘူး။ဒါဟာဗီဒိန်ရဲ့လူမှုအတိုင်းအဝန်ကြား ပြည်ထောင်ကြီးတရဖြစ်လာခဲ့တဲ့အထီးလည်းအကျိုးသက်ရောက်မှုကြီးပါခဲ့ပါပြီ။2024ခုနှစ်ဇူလိုင်လ26ရက်နေ့မှာဆိုရင်အသက်62နှစ်အရွယ်သာရှိသေးတဲ့ဒီအဲဇေရူဒါကူဘာနာဟာစောက်ပို့မြို့မှာဒီလူတွေကိုပျော်ပျော်ကြီးဓာတ်နဲ့လိုက်ထိုးနေခဲ့ပါတယ်။အဲ့ဒီဖြစ်ရမှာဆိုရင်အသက်6နှစ်နဲ့9နှစ်ကြာမိန်းကလေး3ဦးသေဆုံးသွားခဲ့တယ်လို့ဒဏ်ရာရသူ10ဦးလောက်ရှိခဲ့ပါတယ်။ဒဏ်ရာရတဲ့သူတွေထဲမှာလည်းအရွယ်ရောက်ပြီးသူက2ဦးသာပါပြီးတော့မှ တန်တဲ့ရှိဥကကလေးငယ်လေးတွေဖြစ်ခဲ့ပါတယ်အပြစ်မိတ်ကလေးတွေတေဆုံးနိုင်ရရခဲ့တဲ့အတွက် breeding ပြည်သူတွေရဲ့ဒေါသကလည်းအဆုံးအစွန်အထိရောက်တော့ခဲ့တာပါပဲအဲ့ဒီကနေစလို့ breeding တနိုင်ငယ်လုံးမှာဆန်သားပြပွဲတွေနဲ့စုပူအောင်ကြောမှုတွေဖြစ်လာခဲ့ပြီးတော့ဒီဖက်စေစုနေတခြားလုံးမှာအဆိုးရောဆုံးဒီပြည်တွင်းရေးမတီးမငြိမ်ဖြစ်မှုနဲ့စတင်ရဆိုင်လာခဲ့ရတာပါခေလုံးသူတွေကိုထားထားတဲ့ဒီဟိုတယ်တွေဗလီတွေဟာဆိုလို့ရှိရလေ ဒီတိုက်ခိုက်ခြင်းကိုခံလာရပါတယ်တကယ်တော့ရူဒါကူဘာနာဟာဘီဒင်ဖော့တူဖြစ်ပေမဲ့သူ့ရဲ့မိဘတွေဟာ2000ခုနှစ်မှာရွန်ဝန္ဒာနိုင်ငံကနေဘီဒင်ကိုဒုက္ခသည်တွေဖြစ်ဝင်ရောက်ခိုလုံခဲ့ကြသူတွေဖြစ်တဲ့အတွက်ပြဿနာကြီးမားတော့ခဲ့တာပါဒီဖြစ်ရမှာကျွန်တော်တို့မြန်မြတ်တတတွေးကြည့်မယ်ဆိုရင်ပေါ့နော်ရူဒါကူဘာနာဟာစိတ်တစားလူသက်သမားတူပါပဲစိတ်တစားလူသက်သမားဆိုတာအင်္ဂလိပ်တွေထဲတာမှမဟုတ်အခြားလူမျိုးတွေထဲမှာလည်းရှိနိုင်ပါတယ်ကမ္ဘာသမိုင်းတွေမှာဆိုရင်လည်း ရန်ကြီးခန့်တဲ့ဒီဟစ်တလာတို့လိုမျိုးရဆက်မှုအပေါင်းသရုပ်ဖူးဆောင်းခဲ့တဲ့သူတွေလည်းရှိခဲ့ပါတယ်။ရူဒါကူဘာနာရဲ့မိဘတွေရဲ့မွေးရမြေဖြစ်တဲ့ရွန်ဝါနာနိုင်ငံဆိုလို့ရှိရင်လည်းလူမျိုးတုံးသက်ပြန့်မှုတွေနဲ့ကမ္ဘာကျော်ခဲ့ပါတယ်။ပြီးတော့ရူဒါကူဘာနာဟာဆိုလို့ရှိရင်ဝင်ရောက်ခိုလုံသူမဟုတ်ပဲဗြိတိန်နိုင်ငံပေါ်ဖြစ်သွားပါပြီ။ဒါပေမဲ့အစွားကလေးကတင်းမာမှုတွေဖြစ်နေတဲ့လူမှုအတိုင်းအဝိုင်းကြောင့်သူ့ရဲ့ရာဇဝတ်မှုဟာဘုံတလုံးတီပေါက်ကွေးထွက်တော်တယ်လို့မျိုးဖြစ်သွားကြတာပါ။ ဒါပေမဲ့ breeding ကိုဝင်ရောက်ခိုလုံသူတွေတွေမှာဥပဒေရှုဖောက်သူတွေတော်တော်များနေတယ်ဆိုတဲ့အချက်ကလည်းငင်းလို့တော့မရပါဘူး breeding အသင်းထောင်တွေတွေကိုကျွန်တော်တို့တွေးကြည့်လိုက်မယ်ဆိုရင်စင်းနေရခိုင်နှုန်းလောက်ကနိုင်ငံခြားသားအကျဉ်းသားတွေဖြစ်နေတာကိုပဲကြည့်ပါဒီ2023ခုနှစ်ဒီဇင်ဘာလအထိမှတ်တမ်းတွေအရလဲ breeding အသင်းထောင်တွေတွေမှာဖန်စီထားတဲ့နိုင်ငံခြားသားပေါင်းတသောင်းကျော်ရှိနေတယ်လို့သိရပါတယ်အဲ့ဒီတွေက300ခိုင်နှုန်းလောက်ကအေဗီနီးယားသားတွေဖြစ်ပြီးတော့ 900ရာခိုင်နှုန်းလောက်ကတော့ဒီပိုလန်သားတွေဖြစ်ပါတယ်။ရိုမေးနီးယားက900ရာခိုင်နှုန်း၊အိုင်ရစ်တွေက600ရာခိုင်နှုန်းနဲ့ဂျာမေကာသားတွေက400ရာခိုင်နှုန်းရှိပါတယ်။အယ်ဘီနီးယားသားတွေကတော့ဗီဒင်သေးကိုရောက်လာချိန်ကစလို့မူရစ်ဆေဝေါ်ပြည်ဒီလူကုန်ကူးမှုတွေနဲ့ပတ်သက်တဲ့ဂိုင်းတွေနဲ့ဆက်နွယ်နေတာဖြစ်ပါတယ်။ဒီပြဿနာတွေကလည်းငကိုကလေးကဝင်ရောက်ခိုလုံသူတွေကိုမတိမနှက်ဖြစ်နေတဲ့အင်္ဂလိပ်တွေရဲ့စိတ်ကိုဆော့ပေးနေသူဖြစ်နေကြတာပါ။အင်္ဂလိပ်ရေလက်ကြားကနေ လှငေလေးတွေနဲ့ဖြတ်ပြီးတော့မှခိုးဝင်လာသူတွေကလည်းမနေမတော့ပါဘူး။အဲ့ဒီလမ်းကြောင်းကနေခိုးဝင်လာသူအများစုကအမျိုးသားတွေပဲဖြစ်ပါတယ်။အမျိုးသားတွေမှာတော့မှ86၆ရာခိုင်နှုန်းလောက်ဟာဒီအရွေရောက်ပြီးသူတွေဖြစ်ပါတယ်။ဒီပြဿနာကိုဗြိတိန်အစိုးရကအခုတက်တီကောင်းကောင်းကင်တွေဖြစ်ရှင်းနိုင်ခြင်းမရှိတဲ့အတွက်ကြောင့်လည်းပြည်တွင်းရေးပြဿနာတွေကရှင်းလင်းရှုပ်လွှဲဖြစ်နေခဲ့ပါတယ်။ဒီအလက်စတာမျိုးနဲ့ဒီအရှေ့လန်ဒန်တွေမှာဆိုရင်တောင်အာရှသားတွေနဲ့သူတို့ရဲ့ကလင်းငွေတွေကစုမိုးထားတယ်လို့ ဘာမင်ငယ်မျိုးမှာဆိုရင်လည်းအာဖရိကသားတွေကစုမှုထားပါတယ်ပြီးတော့ဗြိတိန်မှမွတ်စလင်အရေးအတွက်ကလည်းလေသန်းလောက်အထိရှိလာခဲ့ပါတယ်ဘာသာရေးနဲ့ပတ်သက်လာရင်အရန်အကေဆက်ကြတဲ့သူတွေများလာတယ်လို့ရှာရီယာကောင်စီတွေလည်းဗြိတိန်မှာမှုလို့ပေါက်လာပါတယ်ဒီသက်ဆိုင်ရာအဖွဲ့အစည်းတွေကမွတ်စလင်အနေနဲ့ဒီမွတ်စလင်မဟုတ်တဲ့ဗြိတိန်ပြည်သူတွေကြအတန်းနိုင်ဆုံးယုံကြည်မှုတည်ဆောက်နိုင်ဖို့စ조사နေကြပြီမြဲကွာတိုက်မှုတွေကတော့ရှိနေစေဖြစ်ပါတယ် 1980ကျော်ကာလကနေ2013ခုနှစ်အထိမှတ်တမ်းတွေအရာကျွန်တော်တို့ကြည့်မယ်ဆိုရင်ပါကစ္စတန်သားတွေအများစုပါဝင်တဲ့ရာဇဝဲအုပ်စုတွေဟာမိမငွေပေါင်း1400လောက်အထိကိုမတရားပြုကျင့်ခဲ့ကြတယ်လို့သိရပါတယ်။သူတို့ပြစ်မှတ်ထားကြတဲ့တားခေါင်တွေကတော့အလုတ္တမအင်္ဂလိပ်မိသားစုက မိမငွေလေးတွေနဲ့ breeding အစားတွေပေါ်မိမငွေလေးတွေဖြစ်ပါတယ်။အဲ့ဒီမိမငွေလေးတွေဟာနိုင်ပိုင်းဆိုင်ရာစော်ကားမှုခံရသလိုလူကုန်ကူးခံရပြီးတော့မှ ပြီးတစားလိုက်တဲ့အတက်အတက်ဒီသွက်သွင်းခြင်းခံခဲ့ရတယ်လို့လည်းသိရပါတယ်။ဒီဟာဆိုမှုတွေကိုဗီဒိန်အစိုးရကထိထိရောက်ရောက်အရေးယူနိုင်တာမျိုးလည်းမရှိတာကအခြေအနေတွေကိုပို့ပြီးသို့တော်စီခဲ့တာပါ။အမှုတမှုမှာဆိုရင်မိမငယ်လေးတွေကိုလိန်ပိုင်းဆိုင်ရာအမျက်ထုတ်ဖို့လှေးဖြားစီယုံတဲ့ပါကစ္စတန်သားအဖွဲ့ဝင်၄ဦးပါဝင်တဲ့ခိုင်းတိုင်းကိုဗီဒိန်အစိုးရကထောင်ထဲ၆နှစ်ကနေ၁၀နှစ်အထိကြားခံစေဖို့အမိန့်ချခဲ့ပါတယ်။ ဒါပေမဲ့လည်းဗီဒင်ပြည်သူတွေကတော့သူတို့တွေကျူးလွန်ထားတဲ့အမှုတွေနဲ့ရှင်လိုက်လို့ရှိရင်ရှားမဲ့လိုက်တဲ့အပြစ်ဒဏ်ကနေလွန်နေတယ်ဆိုပြီးတော့မှဝေဖန်ခဲ့ကြပါတယ်။ဗီဒင်အစိုးရနဲ့တရားစီရင်ရေးအဖွဲ့ကပါကစ္စတန်ခိုင်းတွေကိုကောက်ကွေပေးနေတယ်ဆိုပြီးတော့လည်းဆွဲဆွေးမှုတွေကရှိနေပါတယ်။ဒါတွေကဗီဒင်လူမှုအတိုင်းအဝန်ကြားမှာတစ်ဖက်နဲ့တစ်ဖက်မယုံကြည်မှုတွေမြင့်မားနေတယ်ဆိုတော့ကိုပြသနေတဲ့သဘောပါ။အစီအစဉ်တွေကဒီထက်ပိုဆိုးလာမယ်ဆိုရင် ပြည်တွင်းစစ်အထီတော်မှာဥတည်သွားနိုင်ပါတယ်ပြည်တွင်းစစ်ဆိုတာမျိုးကဒီလိုလွလွေနဲ့ဖြစ်လာတာမျိုးတော့မဟုတ်ပါဘူးဒါပေမဲ့လည်းဒီအစိုးရနဲ့လူထုကြားကမယုံကြည်မှုတွေပြည်ဒီလူမှုအတန်းဝိုင်းတွေကြောင့်ဝတ်တိုက်မှုတွေများလာခဲ့မယ်ဆိုရင်အရှင်တွေကအစိုးဆုံးကိုရောက်သွားနိုင်ပါတယ်ရုပ်စော့အစုံပြည်တွင်းစစ်အထီမဖြစ်ရင်တော့မှလက်ရှိအစိုးရပြုတ်ကျသွားတာမျိုးနိုင်ငံရေးစနစ်ပြောင်းလဲသွားတာမျိုးတွေဖြစ်လာနိုင်ပါတယ်ဗီဒီယိုမှာဆိုရင်လွယ်လွယ်စွာပြောဆိုပိုင်ခွင့်ကလည်းတဖြည်းဖြည်းနဲ့တင်းကျပ်လာတာကိုတွေ့ရပါတယ်ဟာမက်စ်ကော်ကွန်ရဲ့ဒီ ဖြစ်ရက်ကိုကျွန်တော်တို့ကြည့်ပါသူ့ကို breeding အစိုးရကတရားစွဲဆိုခဲ့ပြီးတော့မှဒဏ်ငွေပေါင်140ပေးဆောင်ဖို့ပြည်ထောင်ချမှတ်လိုက်ပါတယ်ပြင်မှုကဘာလဲဆိုတော့တူရကီတန်ယုံရှိမှာတဲ့ဆန္ဒပြနေရင်းတဲ့သူကဒီကိုရန်ကျန်းကိုမိရှုခဲ့လို့ပါ breeding လိုနိုင်ငံမျိုးမှာဒီလိုအမှုနဲ့တရားစွဲဆိုခံရပြီးတော့မှပြည်နဲ့ရှားခံရတာဟာလွယ်လွယ်ဆိုပြောဆိုနေတဲ့ကွယ်နဲ့ပတ်သက်လို့မိကောထုတ်เสียရဖြစ်ခဲ့ပါတယ်ပို့ပြီးတော့ဆိုတာက Costco ဟာဆန္ဒပြနေတဲ့အချိန်မှာ လူတဦးကဓာတ်နဲ့တိုက်ခိုက်တာကိုလည်းခံခဲ့ရပါသေးတယ်။ကံကောင်းလို့သာသူကဒဏ်ရာကြီးကြီးမားမားမရခဲ့တာပါ။ဒါပေမဲ့လည်းကော့စကွန်သာဒဏ်ရိုက်ခံရပြီးတော့မှဓာတ်နဲ့ရန်ရှာခဲ့တဲ့သူကတော့ဘာပြစ်ဒဏ်တစုံတရာမှ မကြခင်ခဲ့ရပါဘူး။အဲ့ဒါနဲ့ဗြိတိန်ဟာဒီစစ်ခွန်နေရစုခစ်ကိုပြန်တော်နေပြီဆိုတဲ့ဝေဖန်မှုတွေကလည်းမျက်တက်လာခဲ့တာပါ။ဗြိတိန်မှာမိမငယ်လေးတွေအပေါ်မှာတိုက်ခိုက်ခဲ့သူတွေတောင်မှအကြံဖတ်တမအဖြစ်တရားစွဲဆိုခံရခြင်းမရှိတဲ့အထိ ရှိအနေဆိုးနေတာဖြစ်ပါတယ်။ကွန်ဆာဗေးတစ်နိုင်ငံရေးသမားတဦးရဲ့အမျိုးသမီးလည်းဖြစ်တယ်လို့ကလေးတယောက်ရဲ့မိခင်လည်းဖြစ်တဲ့အသက်50နှစ်အရွယ်လူစီကွန်လူနီကတော့ဒီကိစ္စတွေနဲ့ပတ်သက်လို့ဗြိတိန်အစိုးရကိုအပြင်းအထန်ဝေဖန်ခဲ့ပါတယ်။ဗြိတိန်နဲ့ဝင်ရောက်ခိုလုံသူအများအပြားကိုပြည်내တန်ပေးရမယ်လို့ကွန်လူနီကလူမှုကွန်ရက်စာမျက်နှာအစ်ကာနေတဲ့အစိုးရကိုတောက်ဆိုခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့သူမရဲ့စာတွေကပို့ဆိုလာခဲ့ပါတယ်။ တရားမဝင်ဒုက္ခသည်ခိုလုံသူတွေနဲ့အပြစ်ဖြစ်နေတဲ့ဟိုတယ်တွေကိုမီရှိုးပြရမယ်ဆိုတဲ့အထိရေးသားလာခဲ့တာပါသူမရဲ့ post တွေကိုလူပေါင်း3သိန်းလောက်ကကြည့်ပြီးတဲ့အချိန်မှာသူမဟာဒီပြန်ပြီးဖျက်ခဲ့ပေမဲ့လည်း reading အစိုးရကတော့ကွယ်လွန်ညီကိုဖမ်းဆီးလိုက်ပါတယ်ဒါကတော့ဖြစ်သင့်ဖြစ်ထိုက်တာပါပဲဘလောက်ပဲဒုက္ခသည်ခိုလုံသူတွေကိုဒီအမြင့်မကြီးဖြစ်ပါစေအောင်ဒီအကြမ်းဖက်ဖို့အတွက်တော့လုံးဆော့ပိုင်ခွင့်မရှိပါဘူးဒါပေမဲ့လည်းကွယ်လွန်ညီရင်ဆိုင်ခဲ့ရတဲ့အပြစ်ဒဏ်ကတော့မျက်ခုံးပင်းစရာဖြစ်ခဲ့ပါတယ် ။ဘာကြောင့်လဲဆိုတော့သူမကိုဘရီဒင်တရားရုံးကလူမျိုးရေးအမုံတရားပြောခဲ့တယ်ဆိုပြီးတော့မှထောင်ထဲနှစ်နှစ်ခွေရှာမှတ်ခဲ့တဲ့အတွက်ပါ။ဒီပြည့်ရမတိုင်ခင်မှာလူစီကွန်လိုနီဟာပြင်းမှုမှတ်တမ်းနဲ့လုံဝကင်းစင်ခဲ့သူပါ။ဆိုတော့သူမရင်ဆိုင်ခဲ့ရတဲ့ပြည်တန်က ဖြစ်တဲ့နာထပ်ပုံများနေတယ်လို့ပဲပြောရပါမယ်။ဘရီဒင်မာကမိမိငယ်လေးတွေကိုလိမ်ပိုင်းဆိုင်ရာအမြဲထုတ်တဲ့လူကုန်ကူးတဲ့ဂိုင်းတွေက ထောင်ထဲ၆နှစ်လောက်တာကြာခဲ့နေရချိန်မှာဒီ ACE လူမှုကွန်ရက်မှာပေါ့နော်ဒီ ဒေးဗလစ်တခုရေးရုံနဲ့ထောင်တဲ့နှစ်နှစ်ခွေလောက်ခံနေရတဲ့သဘောဖြစ်နေပါတယ်။ဒီပြည့်နဲ့ပတ်သက်လို့လည်းဗီဒန်ရဲ့တရားစီရင်ရေးစနစ်ဟာအဝေဖန်မှုတွေအလူအလေးခံခဲ့ရပါတယ်။လွန်ခဲ့တဲ့နှစ်နှစ်တုန်းကဆိုလို့ရှိရင်လည်း Yorkshire မှာအမျိုးသားတူအဖမ်းခံရပါသေးတယ်။ပြင်မှုကတော့သူဟာနာဇီပါတီသင်္ကေတနဲ့လိမ်ပြောင်းထားသူတွေရဲ့အလံကိုတွေးပြီးတော့မှ Facebook ပေါ်မှာ miss အဖြစ်တင်ခဲ့လို့ဖြစ်ပါတယ်။ဒါဟာလိန်သူစိတ်ဝင်စားသူတွေနဲ့လိန်ပြောင်းလဲထားသူတွေကိုစော်ကားရရောက်တဲ့ အမှုတရားဖြန့်ဝေရာရောက်တယ်ဆိုပြီးတော့မှ breeding အစိုးရကဖမ်းဆီးခဲ့တာဖြစ်ပါတယ်ဒီဖြစ်ရပ်တွေကြောင့်လည်း breeding အစိုးရနဲ့ရေတက်ခွေဟာလမ်းမထက်ကရာဇဝဲမှုတွေထက် social media ပေါ်ကဝေဖန်မှုတွေကိုသာဖမ်းဆီးဖို့စိတ်အားထက်သန်နေတယ်ဆိုပြီးတော့မှ breeding ပြည်သူအများစုကဝေဖန်လာခဲ့ကြတာပါတရားစီရင်ရေးစနစ်ကလည်းလူနည်းစုတွေနဲ့ဝင်ရောက်ခိုလုံသူတွေဆိုရင်တမျိုးအင်္ဂလိပ်တွေဆိုရင်တမျိုးဖြစ်နေတယ်လို့ယုံကြည်သူတွေကလည်းများနေပါတယ် ီပြည့်ရက်တွေမကျေနပ်ချက်တွေတစားရှင်တစားရှင်စူးတော်ရင်ကနေပဲဒီဘက်နေပိုင်းတွေမှာဗြိတိန်မှာဆန္ဒပြပွဲကြီးတွေစူပူအောင်ကြောမှုကြီးတွေဖြစ်ပေါ်လာခဲ့တာပါတွင်းကျင်သူတွေကတော့ဒီအတိုင်းသာဆက်သွမ်းမယ်ဆိုရင်2005ခုနှစ်ကလိုမျိုးလန်ဒန်ယထာဘုံခွေတိုက်ခိုက်မှုအကြမ်းဖက်မှုမျိုးတွေတော့မှဖြစ်ပေါ်လာနိုင်တယ်ဆိုပြီးတော့မှတတိပေးထားပါတယ်။ဒါဟာ Letter Law Breeding ရဲ့အခြေအနေတွေဖြစ်ပါတယ်။ဒီသူတွေဟာအစိုးရအပေါ်မှာယုံကြည်မှုကြာဆင်းလာခဲ့တယ်လို့ လူမှုအတိုင်းဝိုင်းကြားမှာလည်းတင်းမာမှုတွေမြင်မာနေပါတယ်။လူတွေဟာတဖြည်းဖြည်းနဲ့တည်တန်းဆန္ဒနေပြီးတော့မှဒေါသတရားအမှုတရားတွေများနေတဲ့အတွက်ဗီဒင်ဟာစစ်ခွန်ရေးစုခစ်ကိုပြန်တော်နေပြီလို့တော်တော်များများကမှတ်ချက်ပြနေကြတာပါ။ဆိုတော့ပြည်တွင်းစစ်ဖြစ်လာနိုင်တယ်ဆိုတဲ့ခံမှန်းချက်တွေကလည်းအခုချိန်မှာစစ်ကူးရန်တသက်မဟုတ်ဘူးလို့ကျွန်တော်တို့ပြောလို့ရပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲခင်ဗျာ။ဒီဗီဒီယိုနဲ့ပတ်သက်ပြီးမှမိတ်ဆွေရဲ့အမြင်ကိုလည်း comment မှာ share ပေးတော့ကြပါဦး။နောက်နေ့တွေမှာလည်း ဒီမြောက်ဝတ္တိမတ်ဆန်နေမှာရောမြောက်နော်လီရှာရီဆန်နေမှာရောအခုလိုမျိုးအကြောင်းအရာတွေကိုမြင်နေကျွန်တော်ပုံမှန်တင်ဆက်ပေးနေဦးမှာပါဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်ထပ်တစ်ပုဒ်မှာပြန်တွေ့ကြရအောင်ပါအကောင်ဆုံးအသက်သာဆုံးအမြတ်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါစေ။လူကြီးမင်းတို့ရဲ့ great အမှတ်စဉ်အောက်လမ်းမှဘွဲလက်မှတ်နဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဈေးနှုန်းအသက်သာဆုံးနဲ့အမြတ်ဆုံးဝန်ဆောင်မှုပေးနေပါပြီ။ ဖုန်းနံပါတ်39 668 9192 39ကို669 8539 6539နဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှာယူနိုင်ပါတယ်။အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါတော့ရှင်။